တ်ထန်ကတော့အောင်လအဆန်းရှုံးမယ်ဆိုပြီးတော့ပွဲချိုသုံးသက်လိုက်ပါပြီရတ်ထန်ဟာဝန်ချန်ပီယံရှစ်မှာဘယင်းတစုဖြစ်တာတနိုင်ကလုံးတည်တယ်ဆိုတော့ရတ်ထန်ကသူ့ပွဲမဟုတ်တာတော့တခြားပွဲတွေဆိုရင်ပြီးတော့ပတ်စံရှားလေးရှိတယ်သူ့လိုအထွေအကြုံရှိတဲ့ဖိုက်တာတယောက်ကဒါခံမှန်းချက်တွေက ဒါတော်တော်များများမှန်နေဆိုတော့အများကြီးနော်လောင်းကြီးကနေလေပတ်စံနေအများကြီး one champion ရှိမှဝင်နေကြောင်းလည်းကြားသေးရီနော် one friday fight ကနော်ပွဲစဉ်တိုင်းမှာဆိုရင် rotan ကနော်ခမ်းမန်းတာတော်တော်များများမှန်နေလို့တရင်တွေကတော့ထွက်နေပြီးတော့ rotan ကအဲ့လိုလောင်းကြီးကနေပြီးတော့ပတ်စံတွေတည်းရနေတယ်ဆိုပြီးတော့နော်တရင်တွေထွက်ပေါ်လာနေရပါအခုလေ rotan ကတော့အရင်ကနော်ခင်မင်ခဲ့မှုတဲ့မျက်နှာဦးမှမထောက် နော်အောင်လန်ဆန်ဝါချမ်ပီယံရှစ်မှာဘရင်သူဖြစ်တုန်းကနော်ဖားချင်တိုင်းကိုဖားသူကြိုက်ဆုံးဖိုက်တာကအောင်လန်ဆန်လို့ပြောနော်နောက်ပိုင်းမှာကျတော့အောင်လန်ဆန်ပါပေါ့အသက်ရွယ်ကြီးလာတော့မမီးရဲ့ဆွမ်းဆောင်ရည်ကိုမထိန်ထားနိုင်ဘူးဝေဖန်နော်အခုအောင်လန်ဆန်နဲ့ ဒါကာရစ်စတန်တို့ထိုးပွဲကြီးမှာမနေ့ပြန်မှာထိုးကြမယ်မနေ့ပြန်မနေ့ဆိုရင်မှာထိုးကြမယ်ထိုးပွဲကြီးမှာဒါနော်ရော့ထန်ကနေပြီးတော့အသက်အရွယ်ကြီးမားတဲ့အသက်40ကျော်လာပြီဖြစ်တဲ့အောင်လန်အဆန်းကနော်အသက်အရွယ်ပိုင်းဆိုင်ရာနော်များဆိုတာနော်ဒါဘလို့ပြောရမလဲတဲ့ဂျီနေပြီဖြစ်တဲ့အတွက်အသက်35နှစ်အရွယ်ခါတဲ့စတန်ကိုနိုင်နိုင်မှာမဟုတ်ကြောင်းဒါရော့ထန်ကပွဲကြုတ်သုံးသပ်လိုက်ပြီးတော့ ခရစ်စတန်ဘက်ကနေလောင်းလိုက်ကြောင်းကိုလည်းကျွန်တော်အနေနဲ့ကြားရတယ်ပေါ့နော်။ရထန်ကတော့တော်တော်လေးဆူးရေပြနော်ဒီကောင်ကတော့ဒါမြန်မာနိုင်ငံသားတွေနဲ့ဆိုရင်အလက်ဂျစ်ရှိတယ်ပေါ့လေမြန်မာနိုင်ငံသားတွေနဲ့ဆိုရင်အင်တာပုံလက်သက်အရေးမခံချင်ဘူးဟိုဘာကြောင့်နော်မြန်မာနိုင်ငံကိုမုန်းလဲကျွန်တော်တို့ဒီချက်ချက်မသိဘူးမြန်မာလေးဝေးကိုလည်းအထင်သေးထားတယ်ဆိုတော့နော်အခုလေး online ဆက်ရှုံးမယ်လို့ရထန်ကတော့ပြောလိုက်ပြန်ပါပြီနော်